ဆရာနီကိုရဲ့တိခတ်နာအီစာအကူဖတ်ရှုခွင့်ပြုပါရန်ဇာနယ်သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းငါအသေးချာပြောရရင်ရေတမာတော့မှဖွေရှာတော့မဒီကလေးတွေကလည်းမရှိအဲ့ဒါဆိုတေပါရောတေပါရောလို့ပဲအုံးနေပေါ့ကွာမရရတဲ့သဘောမှာဝေဒနာတော့တဲ့လဲတဲ့အကြောင်းလည်းပြောပါဦးဒေသနာစောတယ်လို့ပြောခြင်းလည်းပြောကြကွာငါကတော့ ရေဓမာကြောမျော့ရအောင်ပါပဲ။အော်မခေပါတော့ပြော့ရင်းနဲ့နေပါတော့ငပော့ရယ်လို့ပြော့အောင်ပါပေါ့။အောင်ခန့်ကောင်းကိုကုတ်သည်။ဘာဆက်ပြောရမှန်းမသိတော့ဟန်တူသည်။ဒီကောင်တွေကကာယံဆက်ခါစကားပြောနေကြခြင်းဖြစ်၏။စဉ်းစားကြည့်မရ။တယောက်ပြောပြီးတာနဲ့နောက်တယောက်ကချက်ချင်းပြောပါသည်။နောက်ဆုံးမပြောနိုင်တဲ့ကောင်ကလက်ပြေးတိုက်ခြင်းဖြစ်သည်။ပိုင်ကြသည့်အခါလုံနေချလောင်းချေးစားခြင်းဖြစ်လေသည်။ရောက်ကြတယ်ကွာ။အရပြီ။ ။ဇဝေဇဝါတကြောရွှေရှာသောငပေါပါခမ။မျက်မိုးမျက်လုံးပြူးသွားသည်။အောင်ခန့်ပြီးတော့သူ့အလက်ဖြစ်သည်။အန်ကိုချိတ်လဲကိုဆောင်းကစင်စားသည်။ဒီပွဲမှာစိုးချိန်ကမပါသဖြင့်အေးအေးစစ်စစ်။အေသူတို့ကာရင်ထက်တာကိုခံစားလို့ရနေသည်။အဖြေဟာငေါတော့ငေါတော့နဲ့ပဲထွက်နေမှာနော်။မျက်စွေငြိမ်သွားပြန်သည်။အောင်ခန့်ကနာယီကိုကြည့်နေ၏။စက္ကန့်20ထက်ပို၍ဘယ်သူမှမစင်စားရ။ အဖေဟာမချပါနဲ့ဟာဒီနေရာတကြောမှာတော့ငါ့အတွက်ဖြည့်စရာတွေပေါ့ပါတယ်အောင်ခန့်ကသူ့နဖူးသူရိုက်ကပက်လက်လန်ကသွားပြီးခဏညင်နေပြီးမှဟာဟာအဟုတ်မတိတ်ခဲလာနေပြီကွာအောင်ခန့်ပြန်ရကိုကြည့်တော့ဟုတ်ပြီတိတ်ခဲလာနေပြီစုချိန်ကသူ့တို့စကားဝိုင်းတဲ့ကိုမဝင်ပဲဆေးဘောလေးဖွာကတိတ်ခဲကိုစောင့်နေခြင်းသာဖြစ်သည်အခုတိတ်ခဲလာနေပြီဟေးမရှာဘူးမေဟ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 ေ အဓိပ္ပာယ်မရှိဘူးမင်းတိုက်ဒါပဲအပါလို့အဓိပ္ပာယ်မရှိရမှလဲတစ်ခက်လာလို့အံ့ဩသွားရည်ကွာရတယ်ဟာမရောဟိအောင်စွချင်ကငါတို့ဝိုင်းထဲကိုပါတာမဟုတ်ဘူးလေတစ်ခက်လာတာကာယံနဲ့မဆိုင်ဘူးမင်းကာယံနဲ့လည်းဘာမှမချိန်မိဘူးမင်းတိုက်ဒါပဲအပါလို့တတ်မှလဲကွာရတယ်စွချင်ကဒီဝိုင်းထဲကိုပါစကားမှဝင်မပြောဘဲထွက်လာခဲ့သည်တစ်ခက်ကသူ့ကိုထရက်ပြီးထွက်လာကြတဲ့ကတွေ့ထားပြီးသားဒီတော့သူ့ရင်ထဲမှာရှိတာတွေကိုပြပြလိုက်ပြီးဟုတ် အတင်းငါထားရင်တိခက်နာကိုအသာကက်ခါလိုက်လာခဲ့လေသည်တိခက်ကတော့ပထမရှက်ချင်းဒုတိယကြောက်ချင်းထိုနှစ်ပါးကဝေသောခံစားမှုအရရှင်တုံချင်းနောက်မှာ90ကောင်ရောက်နေပြီဆိုတော့အတိတိသူ့နှလုံးသားကိုမှွေနောက်ခါသူ့အုံနောက်ထဲကဖောက်ထွက်ကသွား၏ရှင်တွေတုံနေသည်အတိညာကဟာလာဟင်းလင်းဘုကောင်နေပြောခဲ့တာဘာရီမန်းမသိတော့အတိစိတ်ကိုအတင်းစုပြီးစဉ်းစားတော့မှ မှတ်ထားခဲ့သောစကားသံတစ်ခုကို ကြားလိုက်ရသည်လူများများရှိတဲ့နေရာကိုမြန်မြန်သွားလူများများရှိတဲ့နေရာကိုလှမ်းကြည့်တော့ဘာမှမမြင်ချင်ရကိုသာဆွတ်သွားရတော့သည်ဂျီလောက်မြန်မြန်သွားနေမှာတော့တစ်ခဲ့ရဲ့အပြန်အလှန်စကားတွေကိုဘလို့အမှန်ကန်ကြားရတော့မှလဲပြောပြပြချင်းစိုးချင်ကိုနှုတ်ကို အရင်ပေးရသည်ဘောကောင်ရဲ့ကာယံစကားတွေကသူ့ပါဇက်ထဲရောက်ကုန်ပြီ။သူကလည်းကြောက်လန့်တုံရင်သောစိတ်နဲ့ပါဇက်ထဲမှာရှိတာတွေကိုပြောချလိုက်ခြင်းဖြစ်သည်။ ိခက်ကလည်းသူ့ရှိကနေမပြည့်ယုံတမဲ့လမ်းကိုအတင်းလျှောက်ခါနေသည်တိခက်တိခက်ချစ်ရနေတော့မပြည့်ပါနဲ့တော့ကွာဟာဒုက္ခပါပဲ sorry နော်တိခက်ကိုပြောချင်တာအဲ့ဒါလေးမဟုတ်ဘူးကိုတတိယကိုပေးလိုက်တဲ့စာကိုလေတိခက်ကဘာလို့စပယ်ယာကိုပေးလိုက်ရတာလဲတိခက်အမြင်မှာဘယ်သူမျက်နှာမှမတဲခွဲကျလွန်သည်စောကကန့်နေတော့ဘာကိုမှမမြင်ဒီကောင်းလေးပြောလိုက်တာကအတိတ်ကိုရှာအဖေရရဲ့ဆရာတယောက်ကိုရှာ မရရင်တပတ်မတ်တခုခုကိုရှာမထောက်ပြီးတော့ဩဩရက်ပြီးတော့ရက်ပြီးတော့ဘာဖြစ်နေရလဲလို့အဲကြဲကြဲဩရမယ်ဘာဘာလို့ဟောက်လဲဘာဘာလို့ဟောက်လဲသူစကားတန်တာတိခက်နာတယ်ဆွဲကနေတိခက်ရဲ့ကျွန်တော်ကိုအဲ့လိုကြီးဂယုမဆိုင်ပုံကြီးနဲ့ဘာစကားမှမပြောဘဲနဲ့တော့မနေပါနဲ့နော်တခုခုတော့ပြောပါ90កောင်ကနှပိနာကနေပြောပုံရဆိုရင်တော့ဟိုកောင်နေပြောတာ ਨੇ တော်တော်တူနေပြီ ကိုကောင်နေတင်ပေးထားသလိုရက်ပြီးအွန်လိုင်းရရင်ကောင်းမလားအတွေ့အဲချီတုံချတုံဖြစ်နေတော့မှဆရာကိုသွားတွေ့ဤဆရာဥပုပ်ကတိခဲအရန်ဝန်းတာကသွားလေသည်ဇာကတူးရှိရာသို့တူတူကလာနေသည်သို့တော်ဆရာကခေါင်းကိုငုတ်ကာချထားဤတိခဲကိုများလှမ်းကြည့်လိုက်ရင်တော့ဆရာဆရာဆိုပြီးအော်ကအပြေးသွားလို့ရသည်ထူတော့ပါဘူးဘာဖြစ်နေတာလဲဟုကြဲကြဲအော်လိုက်ရင်လဲဆရာလှမ်းကြည့်မှာပါပဲအဲ့တော့မှ ဆရာကျန်ပြေးသွားရင်ကောင်းမလားတခက်ခုစကားပြန်ပြောပါအောင်ကွာ90ခန်းကသူ့နောက်မှလိုက်နေရမှသူ့နှစ်ဘေးတို့ကက်လာပြီဖြစ်သည်လူတူတူတဲ့သွားပြီးတော့ရှက်ဆရာကပူကောင်းနေသည်တခက်ပါလို့ရမှမသိတော့တခက်90ခန်းကသူ့ပကုန်းကိုလာတို့ကခေါ်သည်တခက်ချင်းအမျက်ဆုံးတုံသွားကအာရပါရအောင်ပြလိုက်သည်ဆရာဘာဖြစ်နေရလဲဆရာဦးကခဏတော့ကြောင်ကားသွားသည် အတန်လာရသူလှမ်းကြည့်လိုက်တော့သိခဲ့ဥဟုတ်ကကောင်းကောင်းမှတ်မိပါသည်မနေ့ကပဲသူ့ထံသို့လာက သူမကျူရှင်မြူချောင်းပြောကစားရင်မေးသွားသည်သူကဘာဖြစ်နေလို့သူ့ကိုလှမ်းအော်ရတာလဲဝိထားသောတိုက်ပုံကိုငုံကြည့်သည်တိုက်ပုံကအတဲ့ပါတိုက်ပုံကိုမကြာခဏရောင်းမြန်ဝေးတတ်သဖြင့်သူ့ကိုအလောက်တင်ဆာမလေးတွေကရီပောင်းလဲများလာပြီပစိုးကိုကြည့်တော့လည်းပုံမှန်ပါပဲဘာကြောင့်ငါတပီကအော်ရပါသနည်း တိခက်ကတော့သူ့ကိုကြည့်ကအော်နေတာသိကြပါသည်။သမီးတိခက်ဆရာဘာဖြစ်လို့လဲ။ဆရာဦးဟုတ်ကပြောရင်းနဲ့တိခက်နာသူရောက်ခါသွားသည်။ဟုတ်ဆရာဟိုဟိုကလေးဆရာကဟုတ်သူသူဆရာသူသူတိလာဆရာတိခက်သွားတော့မယ်ဆရာ။ဆရာရောက်လာလာချင်းဘာတွေမှမသိပြောကတိခက်ကထွက်သွားသည်။ဆရာကအကြောင်းကကြံရိတ်ခဲ့တော့စိုးချိန်ကိုကြည့်သည်။စိုးချိန်ရင်မဆိုင်ရဲ့ ။ဂျန်သာပေါင်းများစွာတို့ကလည်းစိုးချိန်တို့ကိုကြည်ကောင်းနေသည်။ဖြစ်ကောင်ဘသူဘာပြောတော့ရလဲငါဘာဖြစ်နေလို့လဲ။ဟိုဆရာဆရာဘာမှမဖြစ်ဘူးဆရာ။ဟဲ့ဘာမှဖြစ်ရင်ဘာလို့ဩဝါဒလဲ။ तू ကငါ့တပီကွာ။ငါ့ကိုခေါ်ရသေးကြတယ်ငါဘာဖြစ်လဲပြော။စိုးချိန်ကလန့်ရသွားသည်။ဘာတွေဖြစ်မှန်းလဲမသိ။သူလှမ်းကြည့်တော့တိတ်ခက်ကိုမတွေ့ရတော့ချိန်ရခဲ့တာသူနဲ့ဆရာကော်ရီတာမှာသူကိုဝိုင်းကြည့်နေကြတော့ចောင်းသားတွေ တိခက်ခဘယ်ကိုရောက်သွားမှမသိတော့ဆရာကျွန်တော်အသက်ခွဲသွားတာသိလားဟေးအငါဘာဖြစ်လဲဆိုတော့ငါမိတာပါကွာဆရာဘာမှဖြစ်ဘူးဆရာကျွန်တော်ကတဲခွဲသွားတယ်ဆရာဒါပါပဲဆရာအကျွန်တော်ခွင့်ပြုပါဦးဆရာဆရာဝုကကြံရည်ခဲ့သည်သူကဥညွတ်ကထွက်သွားသောဆိုချိန်ကိုငေးကတက်ပြင်းချရင်ဘာမှမသိတောင်တောင်တောင်နေ ခံလိုက်ရသည်သူစီမှာဘာမှမှောင်ရမှုမရှိနိုင်ပါ အဲသူ့တပည့်ပေါ်လိုက်တော့အတန်ကိုလည်းသူကအသေးချာကြပါသည်သူ့တပည့်ကဘာတွေပြောတော့မှန်းပင်မသိနောက်ကောင်ကလေးကလည်းယဉ်ကျေးရှာပါသည် သူ့ကိုပင်ရိုသေလေးစားစွာနှုတ်ဆက်သွားရှာပြီးမဟုတ်ပါလားသို့တော့ရှားဥဟုတ်ကကော်ရီတာကိုရှပ်လာရတာတော့စိတ်ကတိတ်မလို့ရှားပါဖြစ်နေရလဲဆိုတော့အတန်ကိုသာကြားနေခဲ့ရလေသည်မဖြစ်နိုင်တာရင်ပြောမနေစမ်းပါနဲ့စိုးချင်အောင် မဖြစ်နိုင်တာမဟုတ်ပါဘူးပနီးလန်းရှာလို့မရသေးတာဒါဖြစ်မှာပါနီးလန်းရှိကိုရှိရမယ်လုံးဝဖြစ်နိုင်ဘူးကွာမင်းပြောတာစဉ်းစားကြည့်ဦးမင်းရှင်တဲ့နေ့စဉ်ဖြစ်ပြနေတဲ့ခံစားမှုတွေကိုလည်းစာရှိရေးပြီးပြောခြင်းနဲ့ပြီးတော့မင်းကိုယ်တိုင်ကပြတာလည်းဖြစ်အောင်မယ်နောက်ပြီးမှ तू မင်းကိုအကြောင်းရိုက်ခဲ့တယ်လို့အကြောင်းရိုက်တဲ့နီးနဲ့ဤစားစာပေးလို့ပေးမယ်မသိအောင်လည်းပေးခြင်းနဲ့ကဲကဲဘယ်နီးနဲ့ပေးမှလဲပြောဟင်းလေအဲ့ဒါကိုပဲစဉ်းစားနေကြတာလေ အဲ့ဒီသုံးချက်ကလုံးနဲ့ဘဝခနဲ့ဆုံးမဲ့ဤတနည်းတော့ရှိကိုရှိရမယ်ကွာမင်းပြောတော့ငငယ်တော့ကအုတ်တတိုင်းလဲခတ်ထားခွေးစိုးတွေလဲလေးကောင်လောက်ရှိ လေးကွာပြည့်လဲလက်တဲ့တယ်မင်းတို့လမ်းထိပ်ကခြံထဲကတည့်တည့်ကိုရအောင်ခုစားရစို့အဲ့လိုချုံမြိန်မှုမျိုးကိုတကားမှထက်မရဘူးစို့အေးငါလဲအဲ့လိုပဲချုံမြိန်ခြင်းနဲ့ကဖြစ်နိုင်မှုဟိုကတည့်ရသည်ဒါလူကလူလူ အာမဖြစ်နိုင်ဘူးဆိုတာကြီးခဏမေ့ချအောင်မြင်မှုပါဒါကြီးပဲပြောနေငါတို့ရှေ့ဆက်စဉ်းစားလို့ရမှာမဟုတ်လို့ပါဟုတ်ပြီဒါဆိုကိုတရဲ့ဖြန့်ထွက်တွေးတဲ့ဒီနဲ့တွေးမကွာအောင်ခံမင်းအစားပြီးစဉ်းစားမြက်ဆွေဖြန့်ထွက်ရုံမကလို့ကွာဖောက်ပြီးပဲထွက်ထွက်ကွာမရွက်စိတ်အောင်ရေလောင်းတယ်လို့ရွှစီတက်ပြီးပဲထွက်ထွက်ဘောင်းမမြောက်ဘာမရောက်လဲအပြင်းပြေဖို့ကွာစဉ်းစားကြည့်ရတာဩကွာဒါဒီကရီစားပဲကွာငါရီစားမှမဟုတ်တာ ဘာမရလို့အဆင်မပြေလဲငါတို့ဘာမှဖြစ်စရာမှမရှိဘူး။အေးအဲ့ကောင်းတယ်။ခြေနေကိုအဲ့လိုဖော့ချလိုက်တော့မှပဲတင်းကျပ်နေတာရော့သွားမှာကတကယ်ချင်းတွေအလုံးငြိမ်သွားသည်။အောင်ခန့်ကတည့်ရသည့်နေလန်းထားသောသူ့ညောင်နာနာမျက်နှာပေးကိုခွေးအချီခံရသလိုရှုံမဲ့ကခေါင်းတရရန်ရှိနေသည်။မျက်စွေကတော့တကယ့်အတွေးခေါ်ရှင်စတိုင်မျိုးနဲ့ခေါင်းကမော့မျက်လုံးကိုဆွေကစဉ်စားနေဟန်ပြူနေလေသည်။မြန်မိုးကတော့အင်ဂျီတာချွတ်ထားလျင် မစ္စတာသင်္ကာရုပ်ထုနှင့်တပုံစံနဲ့တူအားဂျူဘော်လက်ထလက်ပြားကိုနှစ်ဖူးနှင့်ထိကာရှိနေလေသည်စိုးချိန်စိတ်ထဲမှာတွေ့တွေကမငြိမ့်သက်ရောက်ရက်ခက်ခါနေသည်ဒီလိုရီးစားစားပေးမမသည်ပေးသွားနိုင်လေသူ့ကိုတိတ်ခက်တခါတည်းကြိုက်သွားလိမ့်မည်ဟုတတိချယုံကြည်ကနေလေသည်ချို့စင်မြေမိုးကချောင်းတစ်ချက်ဟန်သည်ဖြင့်အားလုံးကဝိုင်းကြည့်လိုက်ကြသည်လေချောင်းရောက်လို့ကွာ စုချိန်စိတ်တဲကချိန်ဆလိုက်သည်သူကိုယ်တိုင်တကယ်အာကိုတကြီးနဲ့လှမ်းကြည့်မိတာကိုဒီကောင်တကယ်လေချောင်းရတာလဲဖြစ်ချင်းဖြစ်မည်တမင်သူ့ကိုဒုက္ခပေးတာလဲဖြစ်နိုင်သည်ရပြီကွာရပြီရပြီဝန်တာအားရထကာကုံသောစိုးချိန်ကိုတငယ်ချင်းတွေကတန့်အတော်ငေးကကြည့်နေကြသည်။ဘာရတာလဲဘာရတာလဲစိုးချိန်။တိကက်ကိုဘယ်လိုစားပေးရမလဲဆိုတဲ့နီးလန်ရပြီ။ဟာဘယ်လိုနီးတယ်ပေးမှာလဲ အခုနဲ့ကမြန်မိုးချောင်းဟန့်လိုက်တဲ့နီးနဲ့ပေးမှာဟမ်ချောင်းဟန့်တဲ့နီးနဲ့ဟုတ်လားဟုတ်တယ်အောင်ခန့်ချောင်းဟန့်တဲ့ theory ကိုငါတို့ယူရမယ်ခြေဆုတင်လိုက်တာမြန်မိုးရာမင်းချောင်းတစ်ချက်ဟန့်လိုက်တာငါအသိဉာဏ်ဤအလုံးပွင့်ထွက်သွားတာပဲခြေဆုပဲကွာခြေဆုပဲခြေဆုပဲခြေဆုပဲဆိုချိန်ကမြန်မိုးကောင်းကိုဖမ်းချုပ်ကတာအနန်းသည်မြန်မိုးကလန့်ဖြတ်ထခုံကအတင်းယုံဤအောင်ခန့်နဲ့မျက်စွေကအတင်းဝင်ကဆွဲသည်ဖွေးထန်လိုက်ကွာနန်လိုက် ယောက်ျားနန်းခံရတာဒီတစ်ချိန်မှရှိသေးတယ်ဟဲ့ဟောက်ဆိုးတယ်ဘယူးသွားပြီလားဘယူးတငယ်ကြီးဘယူးဘူးငါလူကြီးနဲ့သုံးချက်စလုံးဘဝခနဲ့စုံနေနီးငါရသွားပြီလက်ပြန်မှတ်တိုင်းမှာတစ်ခက်အပြန်ကားဆောင်တဲ့ချိန်မှာငါရထားတဲ့ချောင်းဟန်သီအိုရီနဲ့ operation ဆောင်မယ်ဒါပဲတကယ်ချင်းတွေမရှိတော့လဲဒီနေ့တနေ့လုံးဘာနောက်ရှင်မှမရှိပဲချွတ်ချွတ်မမောပြီးသွားတဲ့ပြင်တစ်ခက်ဝမ်းသာရသည်တို့တော့ ရှင်ထဲမှာလည်းတခုခုဟာနေတယ်လို့တော့ထင်ရ၏။ဒေနီယာကဘွားကနေပေါ်လာပြီးမြန်။ဘာမြန်လို့မလဲဟုတတဲလုံးတထိတ်ထိတ်ဖြစ်နေရတော့ယင်သည်ဘာမှဖြစ်မလာတော့ကအမျိုးကြီးဖြစ်ကြရခဲ့သည်။ဘူကောင်နေအကြံပေးတယ်လို့ဒီနေ့တက်ခတ်ကန်တင်းကိုမစင်းဟုဆုံးဖြတ်ထားပြီးမှအားမ90ကောင်၏အရေးကိုမတွေ့ရသဖြင့်စိတ်တို့ကဖြစ်ချင်ရာဖြစ်ဆိုတာကန်တင်းတို့ဆင်းလိုက်သေး၏။သို့သောဘာနောက်ရှဲမှမတွေ့ရ။ တစ်ခက်စိတ်ထဲမှာလိုချင်တာကဒီ90ကောင်ကတစ်ခက်ကိုလိုက်မနှောက်ရှက်တော့ပဲဟိုးအဝေးကနေတွေးတွေးကလေးငင်းနေတာတော့တော့ရှိကျင်ပါသည်ခုတော့ဒီလိုမဟုတ်ဒီကောင်ကပြန့်သွားလိုက်တာမုံတိုင်းကြပြီးမှွေခြင်းရမှွေတိုက်ခြင်းရတိုက်ဘာကိုမှအယူမဆိုင်တော့ပဲမလာခြင်းလဲတိရွယ်ကျွေးတယ်လို့ဘယ်မှာသွားတည်နေလဲမသိကားမတိုင်ကိုရှောက်လာတော့တိတ်ခက်ရင်တုံရသေးသည် ခေါင်းငိုင်းဆိုင်ချကရှောက်တတ်သောအချင်းကိုမပြင်းသည့်တိုင်အောင်တစ်ချက်တစ်ချက်ပတ်ဝန်းကျင်ကိုမော့ကြည့်တာတော့ရှိသည်။ဘာရဲ့ရောင်းကုန်မှမတွေ့။ရောက်သူចောင်းသားတွေအားလုံးအေးအေးဆေးဆေးဝင်ရှိကြသည်။မှတ်တိုင်တဲဝင်ပြီးကားဆောင်တော့ကြောဖို့အိတ်ကိုပိုက်ခါထားလိုက်သည်။တခါတည်ဖို့ပြီးသားပြင်ဖို့ကိုတော့နားလည်ရမည်လေ။ထို့စဉ်တစ်ခက်တစ်ကိုယ်လုံးအေးစိန်ကသွားလေသည်။90ကတစ်ခက်ရှိလက်ဝဲပဲဆွန်းဆွန်းမှာ တိခက်ကိုတော့တွေ့ဟန်မတူ။လည်းကိုဆန့်ကဆန့်ကကားကိုမျောနေသည်။တိခက်ရင်ရတုတ်တုတ်ဖြစ်ကကားမှတ်တိုင်တဲ့အသာဇက်ပုနေရသည်။အာ90ကောင်ရဲ့ခြေထောက်ကိုလူတစ်ယောက်ကတက်နေလိုက်ခြင်းဖြစ်သည်။ခမရခမရပြောဒီမှာခြေထောက်တစ်ချောင်းလုံးမမြင်ဘူးလားဗျာ။ဟာမမြင်လို့နေမိတာပေါ့ကွာမြင်ဘူးသူကနေမလဲ။ဘာလဲမေ့မကြည့်နိုင်ဘူးလား။ဟာအာခမရတို့ကဘလိုင်းပါလား။ ခြေထောက်တက်နေပြီလို့နင်းမရပြောတာပဲအဲ့လေအငါပေါ်တာလည်းမမြင်လို့နင်းတာလို့ပြောနေပြီလေမိဘထွန်းတက်နေရလဲ90ကောင်ခြေထောက်ကိုတက်နေသူတွေက3ယောက်ဖြစ်သည်ចောင်းသားတွေလည်းဟုတ်ဟန်မတူ90ကောင်ကတော့တယောက်ထဲ90ကောင်ကဟက်ခနဲ့တစ်ချက်ပြုံးလိုက်သည်ခရတို့ပြောဆိုရင်တီးလိုက်လားဟိုသူယောက်ကအချင်းချင်းကြည့်ကပြုံးသည်ဟုတ်တယ်တော်တော်ရိုင်းတဲ့ကောင်တွေပဲဟုတ်ခက်စိတ်တဲကပြောနေမိသည် အငါတို့ရှိတော့မြင်ဘာလို့ချင်းလဲပြောင်ကပြောပြောဆိုဆို90ခန်းကိုအားနဲ့တွန်းပြလိုက်သည်90ခန်းတိတ်ခက်ရှိရာကမ်းမတ်တိုင်ထဲသို့ရိုင်းကထိုးကနေရောက်လာသည်ခင်ဗျားတို့တိတ်လွန်သွားပြီရတယ်ကျုပ်ကလည်းသွေးနေတဲ့ကောင်မဟုတ်ဘူးဖေရော့ဒါခဏကင်ထားစမ်းညောင်နေစကားရှိရဲ့ချကွာချဒီကံမျက်လုံးကိုမှိတ်ကအာရပါရအော်လိုက်သည် ရုံရင်းဆန်ခတ်ဖြစ်သောအတန်တွေတိတ်ခတ်ပေးနာမှာကြားနေရ၏။ပြေးတယ်၊လွှားတယ်၊အွန်တယ်။သို့သောတိတ်ခတ်ကိုတော့ဘာမှမထီမိ။ကြောက်လွန်းသဖြင့်တိတ်ခတ်ရင်တွေတဆက်ဆက်တုန်ကနေသည်။တတိယ၍မျက်လုံးဖွင့်ချလိုက်တော့ဘသူမှမရှိတော့။ကျောင်းသားတွင်ငြိယာနောက်ကိုလာကြည့်တော့ထို၃ယောက်နောက်ကိုပြေးလိုက်သွားသော90ခန်းကိုတွေ့ရသည်။90ခန်း တိခတ်ဤအာရပါရဩတန်ချောင်းမှတ်တိုင်တဲကလူတွေကတိခတ်ကိုကြည့်ကြပြန်သည်တိခတ်ဩရာကိုနားလည်ကြဟန်မတူတိခတ်နည်းနည်းရှက်သွားသည်ကျော်ပါသည်ရဲ့90ကောင်ဆိုတာမလဲရင်လို့လာမမေးလို့ဩတိခတ်လက်ထဲမှာ90ကောင်ပေးသွားတဲ့စာအုပ်ကျောင်းစာအုပ်လည်းမဟုတ်ဂျယ်ရီစာအုပ်တိတိကလေးတိခတ်လည်းရုတ်တရက်ကြောက်လန့်ကယူထားလိုက်မိသည်သူကိုပေးခဲ့တယ်ဆိုတာရောဒီ50ကောင်တည်ရလား အခုရောဒီ90ကောင်ကပြန်လာအောင်ပါလားအခုပြန်မလာရင်နောက်နေ့ကျတစ်ခက်ကသွားပြန်ပေးရမှာလားတွင်ရင်တစ်ခက်စိတ်တွေရှုပ်လာသည်စိတ်ရှုပ်ရှုပ်ဖြင့်တစ်ခက်ကစာအုပ်ကိုဖွင့်လိုက်သည်ဖွင့်လို့ပါရှင်ကုံတန်ကပေးတဲ့အကြံအတိုင်းဒီနေ့တဲ့ဤစားစားပေးမိပါတယ်တစ်ခက်ရှင်ကုံတန်ကိုမထိန်နိုင်ရင်နောက်တစ်ရက်ကိုမလန်ပါနဲ့အဲ့ဒီနောက်တစ်ရက်မှာ ျွန်တော်နှလုံးသားရှိနေလို့ပါနောက်တော့ဘိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့တာပါ